ဘယ်ထဲကကလေး73ပေါင်ဆက်ရအောင်မသိဘူးဘယ်ထဲမှာကလေး73ပေါင်ဖြစ်နေတာဆက်ရအောင်မသိဘူးဒီရိုးရိုးမွေးမွေးပဲစောင့်ညနေပိုင်းရမ်းလာတာအချိန်ကြတော့လို့သူအားကြီးတလို့ဘောနော်သူပိုက်ထဲမှာသူတိတာလားညစမအဲ့ဆရာမကြီးပြောတယ်ပငယ်ကိုရောမင်းခေတ္တမတကမလားအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းခေတ္တဖြစ်ပါတယ်မင်္ဂလာပါဒီဗီဒီယိုလေးကတော့ကုဝင်ဆောင်မိခင်များအတွက်ကြည့်တဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဆံဝန်သူရဲ့ပေါ်စားမှုကြောင့်အသက်ဆုံးရှုံးသွားတဲ့မွေးကင်းစကလေးငယ်တူအကြောင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကတကယ်ကိုကြည့်သိကြည့်ထိုက်တဲ့ဗီဒီယိုမမှားပါဘူးဘာလို့လဲဆိုတော့ဗီဒီယိုလေးကိုပဲကြည့်လိုက်အောင်ခင်ဗျာဆေလာပိုင်းနဲ့ဆက်နေရနေမနေရပါတော့မနေရကျွန်မတင်ထားတဲ့ post နဲ့ပတ်သက်ပြီးတော့ ကျမညီမလေးကလေးမိဖွားရင်းနဲ့မိရင်းနဲ့မှာကလေးလေးဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးနဲ့အရင်ပြပေးတာပေါ့နော်။စာနဲ့ comment တွေပြန်တဲ့ခါကျတော့လည်းမပြည့်စုံတဲ့ခါလေးရှိတော့နောက်ပြီးတော့မေမေလောင်းလေးတွေပေါ့နော်။ကျမညီမလေးလိုမျိုးမိခင်ဖြစ်လာမယ်မေမေလောင်းလေးတွေကိုလည်းတတိပေးစကားလေးပေါ့နော်အလိုလေးလည်းပြောလို့ရတယ်လို့မျိုးအကြံပေးတာပေါ့နော်ကျမတို့တွေးချုံခဲ့ရတဲ့ဟာလေးကိုမျှဝေပေးတာပေါ့နော်ဖြစ်စင်ရဘလို့လဲဆိုတော့ ျမတို့ရဲ့ရာဒီတိုင်းအင်ကယ်ဘူမျိုးနဲ့ထူးကြီးမျိုးပေါ့နော်တိုက်နေပြီးသူစေးရုံမှာကျမညီမလေးကမီးပွားတာမီးပွားတော့ကလေးက73ပေါင်ရှိတယ်ရွေရွေမွေးရင်းနဲ့ကလေးမမွေးနဲ့လို့ဆုံးတာပေါ့နော်အဲ့ဒါကိုရှင်းပြရမယ်ဆိုလို့ရှိရင်ညီမလေးကဝါတယ်ဟိုဝါတယ်ပြီးလို့ရှိရင်ဘိုက်ကောက်ထူတယ်ပေါ့နော်ဘိုက်ကောက်ထူတယ်ပြီးလို့ရှိရင်ညီမလေးမှာကအရင်ကလေးလေး တူးလေးပေါ့နော်တူးယောက်ျားလေးတုံးကလည်းလာမစေပဲမွေးလို့ဆိုပြီးတော့လာမစေပဲမွေးလိုက်တာပေါ့နော်လာမစေတော့ကလေးကဘာမတင်လိုက်ဘူးပေါ့နော်အဲ့လိုပဲဈေးယူမှာပဲမွေးတာကလေးပထမတစ်ချိန်ဆုံးရှုံးတာမှုတယ်ပေါ့ဆုံးရှုံးတာမှုလေအခုဒုတိယတစ်ချိန်ဒုတိယတစ်ချိန်မှာ तू အဲ့လိုဖြစ်မှာဆိုလို့ तू ကြောက်တော့ဇာဝင်နဲ့အပ်တယ်စပြီးတော့ဘိုက်ကြီးတဲ့ဇာဝင်နဲ့ပြရတယ်ပြောရှင်ပိုက်ကြည့်ပြီးတော့3လလောက်မှလာမသိဘူးအန်ဒရောဆောင်ရိုက်တယ်ပေါ့နော်ကလေးနေသားလေးတည်ခြင်းလို့အန်ဒရောဆောင်ဒီပါရိုက်တော့အပုံအစင်ပြေတယ် အဲ့ရနေပြီးတော့ရိုးရိုးမွေးမယ်ပေါ့နော်ရိုးရိုးမွေးမယ်ဆိုတော့စိတ်ကလေးနဲ့အခုဒီမွေးကန်ဒီဖြစ်သွားရောပေါ့နော်မွေးကန်ဒီဖြစ်သွားတဲ့ခါကျတော့မွေးကန်ဒီမှလည်းမမိခင်မဆိုအန်ဒရာဆောင်အစ်တထက်ရိုက်ကြတယ်နော်ဆရာဝန်ကြီးကလည်းရိုက်ခိုင်းတယ်လေအချိန်မှာအထောင်ဆောင်အစ်တထက်ရိုက်တဲ့မွေးကန်ဒီမှလည်းကလေးနှလုံးကုံစံနေအကုန်မှန်နဲ့ကလေးကကျမ်းမကြီးကောင်းနဲ့မိခင်ကရိုးရိုးမွေးမယ်ဆိုလို့ရှိရင်လည်းမွေးလို့ရတယ်ပေါ့နော်အလုံးနဲ့ညီမတို့တည်ထားတာကနေပြီးတော့ မမွေးခင်မိမဖွားခင်နဲ့ရဲလောက်လို့မှာလက်လက်သေးပေါ့နော်လက်သေးစရာမတူနဲ့လေအဲ့လိုမျိုးသူတို့ပြကြည့်လိုက်တဲ့ခါကျဆရာမဟိုဘယ်လိုဘာကြီးအရန်ပူနေတော့ပေါ့နော်ပြကြည့်တော့ဆရာမအကလေးအရန်မထွားဘူးတဲ့ကလေးညက်တဲ့တဲ့ဘဲခေါကြီးထူလို့ပေါ့နော်ရေများပြီးရောတဲ့ဘဲခေါကြီးထူလို့အရန်ပူနေတာပါလို့အဆရာမကိုယ်အရန်ပြောတယ်အဲ့အနေပြီးမနေ့က22ရက်နေ့ပေါ့နော်မနေ့က22ရက်နေ့မှာအဲမနေ့2နာရီလောက်မှာရေမွားပေါက်တယ်အိမ်မှာပဲပေါက်တယ် ပြီးကျမတို့အိမ်နဲ့စေးရုံနဲ့ကလန့်ခွန်ရောင်ကြားတယ်နင်းနီလေးအဲ့တော့ရေမောပေါတော့ချက်ချင်းပဲစေးရုံတက်တယ်စေးရုံတက်တော့ဆီယာမတွေစစ်တယ်ဆီယာမတွေစမ်းနေပေါ့နော်စမ်းတက်တော့ဟွန်းလိုသေးတယ်ပေါ့မွေးဘွားလို့ဒီတော့ရက်လို့တော့မဟုတ်ဘူးပေါ့နော်။나이ပိုင်းလို့သေးတယ်ပေါ့။အဲ့ရနေပြီးတော့၄နိုင်မှဆရာဝန်ကြီးကရောင်းလဲတယ်။ကျမတို့ရှီမှဆရာဝန်ကြီးကရောင်းလဲတဲ့အချိန်တက်တက်ရှိတယ်။ဆရာဝန်ကြီးကရောင်းလဲတယ်ဆိုတော့၄နိုင်မှကြည်လိုက်တော့တိန်ကလက်သုံးလုံးပဲပွင့်သေးတယ်။ လူနာလူနာရှင်ကိုမေးတယ်ပေါ့နော်ရိုးရိုးမွေးချင်လားခွဲမွေးချင်လားဆိုတော့မိဘတွေကတော့ဆရာရဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ရိုးရိုးပဲမွေးချင်တယ်ကျတော့အဲ့ရနေကဲဟုတ်ပြီအဲ့ဆိုရိုးရိုးမွေးဖို့စောင့်မယ်ပေါ့စောင့်တော့ကျမပြောချင်တာမနေ့နေ့နာကြီးကဘိုင်းနာလို့သွားတယ်လူနာကိုရိုးရိုးမွေးလို့မရရင်ခွဲမွေးရမှာဆရာဝင်ရဲ့ထုံးစံမဟုတ်ဘူးလားအဲ့တခုပေါ့နော်ဒီကဘန္နနာကြီးမှာမွေးလဲဆိုတော့ညနေ3နာရီမှာမွေးတယ်ကလေးကအဲ့ကြားထဲမှာဘယ်သူမှဘာမှမပြောချောက်ဘူး ဘိုက်ကအရန်နာလာတယ်ညနေမွေးကနေမှာပေါ့နော်ညနေမွေးကတော့ဘိုက်အရန်နာလာတဲ့ခါကျတော့ဆရာဝန်ကပြောတယ်တဲ့ယူယူမိဘတွေမေးတယ်ဘယ်ယူမွေးချင်တာခွဲမွေးချင်တာအဲ့အချိန်ဒီဘိုက်ထဲကကလေး73ပေါင်ဆရာဝန်မသိဘူးဘိုက်ထဲမှာကလေး73ပေါင်ဖြစ်နေတာဆရာဝန်မသိဘူးတဲ့အယူယူမွေးချင်တော့ခွဲမွေးချင်တာမိဘတွေကဆရာရဲ့ဖြစ်နိုင်ရင်တော့ယူပဲမွေးချင်တယ်ဒါပေမဲ့ခွဲရမယ်ဆိုရင်တော့မတတ်နိုင်ဘူးပေါ့ဒါပေမဲ့ဆရာဝန်ကလုံးဝတတိယခွဲရမယ်လို့မပြောဘူး ဒီရိုးရိုးမွေးဖို့ပဲစောင့်လို့ညနေပိုက်ရမ်းလာတဲ့အချိန်ကျတော့အရင်ပိုက်ရမ်းလာတဲ့အချိန်မှာတဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်တဲ့လူကြီးအသက်ကောကလေးအသက်ကောလူပါမှာတဲ့ဆိုတော့မိဘဘက်ကစဉ်းစားကြည့်ပါဦးမတို့ရဲ့အဲ့ဒါနဲ့ရိုးရိုးမွေးရမယ်ပေါ့ရိုးရိုးမွေးတော့ကလေးကညစ်တော့ဒီမလေးကဦးလည်းသူအားကြီးတယ်လို့ပေါ့နော်သူ့ပိုက်ထဲမှာသူတိတာကအဲ့နတ်မအဲ့စီယာမကြီးပြောတဲ့ပိုက်ထဲကကလေးကအရင်မထွားဘူးဆိုတာပဲသူတိတဲ့အတွက်ကြောင့်မို့သူသူသမီးလေးကိုသူ မရရအောင်သူညစ်ပြီးမွေးရဲပေါ့နော်မွေးတော့ကလေးကောင်းထွက်လာပြီညနေ3:00နာရီမှာကလေးကောင်းထွက်တဲ့ခါကျတော့ကလေးကအရန်ထွားနေပြီ73ပေါင်ဆိုတာမမတို့ဝကြားဘူးကြလားကလေး73ပေါင်ဆိုတာကျမတော့ဒီကျမအသက်ဒီကလေး73ပေါင်တော့မကြားဘူး9ပေါင်တော့မှပဲမိဘတွေအသေးအနံမွေးရတာလေအဲ့ကလေး73ပေါင်ဆိုတော့အဲ့73ပေါင်ရသူမရမကညစ်ပြီးမွေးတော့ကလေးကောင်းထွက်လာပြီမေရ7ညနေတော့ဒီ73ပေါင်ကလေးကို မင်းရစက်မညင်နိုင်တဲ့ချိန်မှာဆရာဝန်ကဘာပြောလဲဆိုတော့ဒီကောင်းကိုအတဲပြတ်တဲ့ပြီးဘိုက်ကိုခွဲမယ်ဆိုရင်နှယောက်သလုံးမလွယ်ကူဘူးပေါ့နော်မိဘရောတာမိခင်ရောကလေးရောမလွယ်ကူဘူးဆိုတော့အဲ့အချိန်မှာတက်ပြီးတော့လူနာရှင်တို့တက်မေးတယ်လူနာရှင်တို့တက်မေးတာပေါ့နောက်ဆုံးပြောတာပေါ့နော်မိခင်တဲ့နဲ့ကလေးတဲ့ဘယ်တယောက်ယောက်ကိုတော့စွန့်လို့ရမယ်ပေါ့ဆိုတော့ ဒီလူနာရှင်မိဘတွေကလည်းစွန့်လို့ရမယ်ဆိုလို့ရှင်အမလို့စဉ်းစားကြည့်ပါဦးကလေးဆိုတာပြန်ယူလို့ရတယ်ပေါ့လူကြီးတွေဆိုတာကလည်းဂုကလိုမျိုးဘယ်လိုပြောမလဲအသိပညာတွေမကြွယ်ဝနေဘူးလေဒီစီယာဝင်းတွေပြောတဲ့စကားကိုပဲသူတို့ကသုံးဖြတ်ကြတာပေါ့နော်အဲ့ချိန်မှာသူတို့ကိုယ်တိုင်လည်းမိခင်တွေပြင်နေတဲ့အတွက်ကြောင့်သူတို့သမီးလေးကိုပဲသူတို့ယူရတယ်ပေါ့နော်ကလေးကိုတော့ဆရာရဲ့ ဖြစ်နိုင်ရင်တော့တာမီနီယောက်ကိုလုံးလိုချင်တာပေါ့မဖြစ်နိုင်ရင်တော့ဘူးဆိုရင်လေမေဟိုပဲရွေးပါမယ်လေဆိုတော့စီယောင်ရဲ့အဲ့စကားနဲ့ပဲလူနာရှင်တွေဘက်ကလည်းအစကားပြောပြောစီယောင်ဝင်ရကလေးကိုညက်တင်နေသွေးတော့ကြောင်သူတို့စိတ်ထဲမှာကလေးတက္ကရာရင်မကြည့်တော့ဘူးဆိုတော့ကလေးရသူတို့လက်ထဲမှာပဲကလေးကပြောမယ်ဆိုရင်ကလေးကိုတပ်ပြီးထုတ်လိုက်တယ်လို့မျိုး ဖြစ်သွားတာဗောနော်အဲ့လိုနဲ့ကျမတို့မလေးကိုဆုံးရှုံးလိုက်ရတယ်ဗောနော်ဆရာဝန်ကဖိုက်တဲ့ကလေး73ပါတော့မတည်ဘူးတဲ့မမတို့ရဲ့စဉ်းစားကြည့်ကြပါဦးကျမကျမလေးမတော့မွေးလိုက်ရတယ်အဲ့ဒီကလေးလေးကိုသူသမီးလေးကိုအားနေမယ်နဲ့အခုဘလို့လဲဆိုတော့လေညီမလေးကသွေးရလဲတော့မလင်းသွင်းရလဲသူက တွေလိုလို့ပေါ့နော်ခုကြတော့သစနေရင်ညနေရကလေးမွေးထားတဲ့ကလေးမေကဒီမနေ့ရောက်တော့သူလည်းရောက်ချင်တယ်သူသမီးလေးကိုလည်းသူတို့ဘာမေးရောကျမတို့ကလည်းလိန်ရလားမိဘတွေကလည်းလိန်ရလားသမီးရဲ့ကလေးကထွားတော့အသက်ယူကမွေးရတာပေါ့နော်လက်မင်းဟိုကသမီးမွေးတဲ့အချိန်မှာလက်မင်းညင်ပြီးသူတို့ပြောကလေးကအသက်အသက်ယူစက်နဲ့အောက်ဆီဂျင်လေးနဲ့အသက်ယူနေရတယ်ပေါ့ လိုမျိုးလေးလိမ့်တာတော့သူအရာလေးဟိုးပဲသူစိတ်ထဲမှာအော်သူသမီးလေးတည်းသူဆူတောင်းနေတာသူရဲကြောင်နေရအရင်ကလေးလေးလို့သူဖြစ်မှာကြောင်နေရမိဘတွေကလိမ့်တာတော့သူတွေ့ကျင်တယ်လေသူသမီးကိုခဏခဏမင်းနေမိဘတွေကအဲ့လိုပဲလက်ပတ်ပြီးလိမ့်တယ်မနေ့ကကြသူလမ်းလျှောက်ကျင်တယ်ဆိုမိဘတွေကအဲ့သမီးရဲ့အခုမှမွေးထတာပေါ့နော်ချက်ကြီးလမ်းလျှောက်လို့ဘယ်မှာပြုံးမလဲတက်တာမှလျှောက်ဘာဖြစ်တဲ့ညာဖြစ်တယ်ပေါ့သူ့စိတ်ဘူးတော့ ။ဘူးတဲ့သမီးမမြန်သက်သာမှသမီးသမီးလေးကိုချီရမှာတဲ့။အဲ့လိုပြောတဲ့မိခင်တရားပဲရင်နေရ။ခံစားချက်တွေကိုအဲ့စီအောင်နေနားလည်းပြီးနိုင်သိကောင်းမှာပဲလို့ဘသူအပြစ်လို့လဲမပြောချင်ပါဘူးဘသူအပြစ်ပိုးရမှလည်းမသိဘူးကလေးစတော့မောင်မသိတဲ့စီအောင်နေအပြစ်လားတမမောင်လူကြီးနဲ့ကလေးကိုရွေးလိုက်တဲ့ကျမအမေကြီးရဲ့အပြစ်လား တာမမကလေးရမတော်ဘူးသူပြောပြောလိုက်တဲ့ဆရာမရဲ့အပြစ်လားကျမတို့မောင်နှမတွေအနာမမနေပြီနဲ့ကျမတို့မောင်နှမတွေရဲ့အပြစ်ပဲထင်ပါတယ်ကိုရီးယားအကြီးဖြစ်ပြီးတော့ကိုညီမလေးကိုမစောင်းချောင်းနိုင်ဘူးအခုဘောနော်မမေပြစ်မဲ့ညီမလေးတွေရောအမတွေရောဘောနော် ကျမညီမလေးလိုမျိုးမဖြစ်ဖို့ခယူဆိုင်ကြပါလို့စီယာဝင်နေဆိုဘလောက်ပဲသူတို့ပညာတက်တယ်သူတို့စေးပညာကိုဘလောက်ပဲတော်ပါလေပဲပြောပြောတော်ရစီယာဝင်နေရှိသလိုမျိုးစီယာဝင်နေလက်ချက်ကြောင့်အသက်ဆုံးရှုံးတဲ့သူတွေလည်းရှိပါတယ်လို့အခုလက်ရှိတီတော့ညီမညီမလေးကိုမြင်ပုံတော့မပြောရဘူးတနာဆုံးလို့ ညနေမှလည်းရမ်းကန်စားရတယ်ဘူးကန်စားနေရတဲ့ကျမညီမလေးတွေအမတို့ဒီဗီဒီယိုလေးဆောင်းအောင်ကြည့်ပြီးသွားရင်မိခင်တွေမိခင်တွေပေါ့မိခင်ရောကလေးရောတွေအဘိစကားလေးနဲ့ဆူတောင်းစကားလေးတွေပြောခဲ့ကြပါဦးလို့တောင်းဆိုပါလေတောင်းနေတာတော့ဘယ်လိုကျေးဇူးတင်ပါလဲ ကဲဗီဒီယိုထဲမှာပြောသွားတဲ့အတိုင်းပါပဲခင်ဗျာတကယ်လဲစိတ်ထဲမှာကောင်းပါဘူးဒါဟိုဆောင်းဝန်ရဲ့ပေါ်သားမှုလို့ပြောရမှာလားဒီမှာမေးသလိုပဲပေါ့နော်သူမေးခွန်းထုတ်လိုက်သလိုပဲသူတို့ရဲ့ရွေးချယ်မှုပဲမှားတယ်လားတော့ကျွန်တော် viewer တွေကတော့ဘယ်သူကမှားလဲဆိုတာကို comment ထဲမှာဝင်မှန်းခဲ့ပါဦးခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ရှိရင်မိမိလောင်းနေဖြစ်လာမဲ့ကိုဝန်ဆောင် ကိုဝန်တင်မိခင်များအားလုံးအားလုံးတတိထားနိုင်ပါသည်အခုလိုဖြည့်မျိုးမှကင်းဝေးပြီးတော့ကိုမွေးမဲ့သားတွေတမီးတွေအားလုံးကျန်းကျန်းမာမာနဲ့မွေးမွေးဖွားနိုင်ပါသည်လို့ဆုမွန်ကောင်တောင်းပြလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဘေးပါ